ခုလက်တွေ့ပြပြီပေါ့နော်အဲ့တော့မြို့တဲပဲဝင်ခွင့်ရခဲ့တာမြို့ပြင်တော်လိုင်းတပ်ဖွဲ့တွေထိ ंछ ုတ်ထားတဲ့နေရာကိုသွေးတို့ဆန်းပြီးတော့ခြေချတာနဲ့အခုလိုမျိုးကြိတ်ခံရတာပဲပေါ့နော်အကားပေါ်မှာပေါ့နော်ပြောသေးတာဟင်တီရာယူမွန်ဖွဲ့ရလားဘာလားညာလားနဲ့အဲ့လိုပြောပြောပြောကိုပြင်းတာတုတ်တာပေါ့နော် ္ဂလာပါဒီနေ့ကတော့ဒီဇင်ဘာ၁ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းထူးခြားဖြစ်စဉ်တွေထူးခြားသတင်းတွေရှိပါတယ်ပြီးတော့တိုက်ပွဲအောင်မြင်မှုဖြစ်စဉ်တွေအဲတော်လိုင်းတပ်ဖွဲ့တွေထုတ်ပြန်ထားတဲ့စစ်ကောင်စီကိုအပြုတ်နံတဲ့ဒါတိုက်ပွဲဖြစ်စဉ်တွေလည်းရှိတယ်ပေါ့လေနော်ပြီးရင်ဒါထူးထူးခြားခြားမိုးကုံနဲ့မိုးမိတ်ပေါ့နော်ဒီရနဲ့ပတ်သက်လို့ဒီရထဲမှာတော်တော်များများစိတ်ဝင်စားဖြစ်ကြတယ်အဲအခုဆိုလေအဲ့နေရာတွေမှာတိုက်ပွဲတွေပြန်ဖြစ်နေပြီဆိုပြီးတော့သတင်းတွေထွက်ပေါ်လာနေပြီပေါ့နော်သတင်းတွေ မီဒီယာတွေကနေတင်နေတာလည်းရှိလာပြီပေါ့နော်အဲ့တော့အဲ့အကြောင်းနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောသွားမှာပေါ့နော်အဲ့တော့ပထမဆုံးတော့ဒါနိုဝင်ဘာ26ရက်နေ့အဲ့မှာဒါမြင်းညံကဒါပြူစော်ရီကောင်းဆောင်တီရာယုံမော်အဲနာမည်ကြီးဒါတပ်ဖွဲ့တွေကသူ့ကိုခေါ်ကြတာရှိတယ်မေတီမေတီဆိုပြီးတော့ဒါမျိုးပုံစံမျိုးနဲ့ခေါ်ကြတာရှိတယ်တီရာယုံမော်ပေါ့နော်အဲ့တီရာယုံမော်ရဲ့အဖွဲ့အဲ့အဖွဲ့အဲ့အဖွဲ့လိုက်ပါလာတဲ့ကားအဲ့ကားကိုတလိုင်းတက်ဖွဲ့တွေကဂျာပြတ်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်ဂျာပြတ်တိုက်ခိုက်တဲ့အခါမှာ 5ဦးပွဲချင်းပြီးတယ်ပေါ့နော်5ဦးပွဲချင်းပြီးတယ်ဆိုတာကကားပေါ်မှာ5ဦးပဲပါလို့5ယောက်ပဲပါလို့5កောင်ပဲပါလို့အဲ့ဒါအဲ့ဒါကြောင့်မလို့5 5កောင်ပဲပွဲချင်းပြီးတာပေါ့နော်10កောင်ပါရင်10កောင်ပွဲချင်းပြီးအောင်ပါအပါတရားကြီးပေါ့နော်ကျုံတာဖြုတ်တာများပေါ့နော်ဒါဒီလိုမျိုးသတင်းရယူနိုင်မှုအပိုင်းတွေကိုတလိုင်းတက်ဖွဲ့တွေကိုတကယ်လေးစားတယ်ပေါ့နော်တကယ်လေးစားတယ်အဲပြီးတော့အခုလိုမျိုးသတင်းရယူနိုင်တဲ့အပြင်ကုန်မှာပေါ့နော်တိတိကျကျနဲ့အချိန်ကိုက်နေရာကိုက် ါအောင်မြင်မှုပေါ်ဆောင်နိုင်တဲ့ဟာကလည်းဒါတကယ်ချီးကျူးရတယ်ဗောနော်အခုလုံးသမျှဟာတိုင်းအကုန်အောင်မြင်တဲ့အဲ့ဖြတ်တိုက်တဲ့ဟာတွေအကုန်လုံးကြည့်ကြည့်လိုက်ရင်တကယ်အောင်မြင်တဲ့ဟာတွေကြီးပဲဒါရှိမှအဲ့လိုမျိုးဖြစ်စဉ်တွေတောက်လျှောက်တောက်လျှောက်လုံနိုင်ခဲ့တာအများကြီးရှိတယ်ပြီးရင်တဖွဲ့တည်းကဒီလိုလုံနိုင်တာမဟုတ်ဘူးအဖွဲ့အကုန်လုံးကအဲ့လိုလုံနိုင်တာအဲ့လိုမျိုးသတင်းသာရကြည့်အဲ့လိုမျိုးဖြုတ်ပြမယ်ဆိုတဲ့အဖွဲ့တွေကအများကြီးရှိတာဗောနော်အဲ့တော့လေအခုဒါ၅ဦးလာတယ်လာတဲ့ချိန်မှာ ကားကားပေါ်မှာပါတယ်မြ၅ဦးလုံးအသက်မရှိတော့ဘူးဂိမ်းနေပေါ့အဲ့တော့အားရစရာကောင်းနေပေါ့နော်အဲ့တော့ဒီ၅ဦးသေးတဲ့အပြင်မှာဂန်း၃လက်နဲ့ခရက်နေလဲတင်းစီရမိတယ်ပေါ့နော်ဒါလည်းအားရစရာကောင်းနေအမျက်ထွက်တယ်ပေါ့ဗျာကားပေါ်မှာပေါ့နော်ပြောသေးတာအင်းတီရာယူမွန်ဖွဲ့ရလားပါလားညာလားနဲ့အဲ့လိုပြောပြောပြောကိုပြင်းတာတုတ်လာပေါ့နော်အဲပြီးတော့အဲဒီကောင်တွေကလာရင်အမြဲတမ်းအရက်ကအရက်ဝင်းနဲ့လာတယ်ပြီးရင်သူကပြောချင်တာကသူကပြည်သူကိုလှုပ်တယ်ဆိုတဲ့ပုံစံမျိုးအမြဲတမ်းမှသူတို့ကဒီ ီတော်လိုင်းတပ်ဖွဲ့တွေကိုပုံဖြတ်ချင်တာပေါ့နော်အကြမ်းဖက်ဖွဲ့ဖြစ်ပုံဖော်ချင်တာဒါပေမဲ့တပ်ဖွဲ့တွေကလက်နက်တွေပါဂန်းတွေပါရတာဖြစ်တဲ့အတွက်ပေါ့နော်သူတို့အဲ့လိုပုံဖော်ခွင့်တော့မရဘူးအဲ့တော့ ဒါတေချာလေးပြပေးစေချင်တာပေါ့နော်အဖွဲတွေကိုလည်းဒါဒါဟုတ်တယ်ဒီကောင်းလေးလာတာအဲပြီးရင်ဒီကောင်းလေးအခုလိုမျိုးဒါပြည်သူဟန်ဆောင်ပြီးတော့လာတာအဲအခုကျုံလိုက်တယ်ကျုံလိုက်တဲ့အချိန်မှာလက်နက်ခေရန်ဒီမှာကြည့်ဒါအတူတူပေါ့နော်ဒါသူတို့နဲ့အတူတူပါလာတဲ့လက်နက်ဆိုပြီးတော့ဒီလိုမျိုးပြရမှာအဲ့ဒါမိုက်တယ်ဒီလားအဲ့လိုမျိုးဒါဒါကြောင့်မှဒီကောင်းလေးလုံးဝဒါဒီဘက်ကိုထိုးချလို့မရပါဘူးပေါ့နော်အဲ့တော့ပါလာတဲ့9ယောက်လုံးကုန်သေးတယ်အဲ9ယောက်လုံးပွင့်ချင်းပြီးတယ်တဲ့ ပြီးရင်ဒါစစ်ကော်မရှင်အနေနဲ့ဒါပြည်သူမကြည်ပြူဘူးဆိုရင်ဘယ်ညာပါပဲနေနေလုံခြုံမှုမရှိဘူးဆိုတာကိုအသိပေးကြပါလေအဲ့ဒါလည်းမိုက်တယ်ပေါ့နော်ဟုတ်တယ်တကယ်လုံးဝပြည်သူကမကြည်ပြူဘူးပြည်သူအာဏာကိုလွတ်ယူသွားတာဖြစ်တဲ့အတွက်ဘယ်ပြည်သူကမှလည်းမကြည်ပြူဘူးအဲအဓိကဒါစစ်ကောင်စီကိုထောက်ခံနေတဲ့သူတွေအုံနောက်မပါတဲ့သူတွေကိုကြိုးရှာခြင်းတဲ့ကောင်တွေပေါင်းစားခြင်းတဲ့ကောင်တွေလောက်ပဲ ဒါစစ်ကောင်စီလောက်တဲ့လောက်ရက်ကိုအားပေးကြမှာပေါ့နော်အဲ့တော့စစ်ကောင်စီလောက်မှရှိရဲဆိုရဲစစ်သားရည်လဲနည်းနည်းလေးပေါ့နော်ကိုညံရည်လေးပေါ့နည်းနည်းလေးနည်းနည်းလေးမြှင့်ကြည့်ပေါ့နော်အဲ့လိုမျိုးမြှင့်ပြီးတော့တွေးကြည့်ပေါ့နော်ငါတို့လုံနေတဲ့လောက်ရက်တွေမှန်ရဲ့လားပေါ့နော်မင်းတို့ကနေအဲ့လိုမျိုးလေးလဲတွေးကြည့်အောင်ဟာငါတို့အဖေကဘယ်လိုမျိုးခိုင်းနေတာငါတို့ပထွေးကဘယ်လိုခိုင်းနေတာ အဲ့ဒါကငါတို့ဒါပြည်သူအတွက်ကောဟုတ်ရဲ့လားဆိုတဲ့ပုံစံမျိုးလေးနဲ့နည်းနည်းတွေးကြည့်ကြအောင်ပေါ့နော်အဲအခုဆိုရင်ဒါအလကားတက်တက်မတို့ကောင်နေအသက်ဆုံးရှုံးနေကြပေါ့နော်အာနာရှင်အတွက်တန်ကိုမတန်ဘူးပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အခုလိုမျိုးပေါ့နော်ဒါပြက်ပြက်တသားလှုပ်ဆောင်နေတဲ့ဟာကအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒီလာယူမွန်တို့တော့ဒါမူကြောက်ကြိုက်ပြန်ပြီပေါ့နော်နောက်တစ်ခုကဒါစကိုင်းတိုင်းရွှေဘုံမြို့နယ်ထဲမှာလည်းဒါစစ်ကောင်စီအတုံးယုံတိတ်ဆုံးတဲ့အကြောင်းရှိတယ်အယောက်20တောင်မှပေါ့နော်20ကျော်အဲဒီကြောင့်ဒါလည်းဗီဒီယိုမှတ်တမ်းဖိုင်ထွက်တယ်ပေါ့နော်။လုံးဝတပ်ဖွဲ့တွေကတပ်တည်နဲ့ချပြနေတာအဲ့ဒါအရင်ကောင်းတယ် အဲ့ဒါစစ်ကောင်စီဘက်ကညင်းလို့မရတဲ့ဟာတွေပဲပေါ့နော်သူတို့တင်နေတဲ့ကောင်တွေကိုကြိလိုက်တာကြီကအင်ကြီးတွေဘာတွေပါတယ်အဲချို့ကောင်တွေအောက်မှာယူနီဖောင်းကိုအောက်အောက်မှာခံပြီးဝတ်ထားတဲ့ကောင်တွေပါတယ်အဲအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ဒါတင်နေကြတာပလဲနေတာပဲအများကြီးပဲပေါ့နော်အဲနိုဝင်ဘာ28ရက်နေ့ဒါရွှေဘိုကနေထွက်လာတယ်အင်အား80ပါတယ်စစ်ကြောင်းအဲစစ်ကြောင်းကိုဒါ20ကျော်လောက်တေဆုံးအောင်ဖြုတ်ပလိုက်တာဖြစ်တယ်အလောင်းတွေလည်းတင်းစီရရှိတာရှိတယ်အာပလဲနေတာပဲအတန်းလိုက်ပဲပေါ့နော်ပြီးတော့ထိခိုက်တန်ရရသွားတဲ့ကောင်တွေလည်းပေါအောင်ပါအဲထဲမှာအသက်ငင်နေတဲ့ကောင်တွေလည်းပေါအောင်ပါ လမ်းမှာတင်မကောင်တွေလည်းပါအောင်ပါဘောနော်အဲ့တော့ဘယ်လိုပဲဖြစ်80ပါတဲ့ချိန်မှာ20ကျော်လောက်ဖြောက်ပလိုက်တယ်ဆိုတော့ဒဏ်ရာရတဲ့ကောင်ပါညာထက်တွက်မှဆိုရင်တဝက်လောက်ကလစ်သွားနိုင်တယ်ဒါလည်းအားရစရာကောင်းတယ်အဲ့တော့အဲ့ဒါလည်းစစ်ကြောင်းပြတ်တာပဲစစ်ကြောင်းကဖွဲ့စည်းပုံပြတ်သွားတာသူတို့ဖွဲ့စည်းထားတဲ့တက်စုတက်စိတ်ဖွဲ့စည်းပုံတွေပြတ်သွားတာတက်စုတက်စုလုံးပြောက်သွားတက်စိတ်တက်စိတ်လုံးပြောက်သွားဆိုတော့အဲ့ထဲမှာပါဖို့ပါမှာအဲ့အဲ့ဒါအားရစရာကောင်းတယ်ဗောနော်ပြီးတော့ကခေါင်းဆောင်မိုက်နေလဲပါကောင်းပါမှာဗောနော်ဒါထိခိုက်တယ်ရရသွားတဲ့အထင်းမှာလဲပါကောင်းပါမယ်အဲ့ဒါအားရစရာကောင်းတယ်အဲ့တော့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်ကစစ်ကွေးရဲခွေးပြုခွေးအကောင်20ကျော်ပေါ့နော်ဒါတည်ဆုံးပြီးတော့လက်နက်ကင်းကနေရရှိခဲ့တာရှိတယ်ပေါ့နော်အဲ့တော့တိုက်ပွဲဖြစ်စဉ်မှာ live ပြီးတော့ပြတဲ့အချိန်မှာလည်းဟုတ်တယ်ဟာသွေးဆုကြောင်းကြီးဗျာဆွဲသွားတဲ့ပုံစံမျိုးတွေတွေ့ရတယ်လုံးဝသွေးအိုင်ကြီးတွေပေါ့နော်လုံးဝဒါဒီဒီကောင်လေးဘက်ကတော်တော်ကိုဒါခွေးပြွက်ွက်ပြပြရတဲ့ပုံစံမျိုးဖြစ်သွားပါတော့เนาะပြီးရင်ကြောင်ကြောင်ကြောင်ကြားမှာသွားတင်နေတဲ့ကောင်လေးရှိတယ်ဟိုခြုံထဲမှာအပင်ကြားမှာအဲအဲ့လိုပုံစံမျိုးတွေ ေနေရကောင်းနေရှိတယ်ကောင်းနေပါလေပွင့်နေတဲ့ကောင်းနေရှိတယ်ပေါ့နော်ဒါတော့မပြောတော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါတေဆိုးနေကြတဲ့ဟာကအများကြီးပဲပေါ့ဒါဟာလေတကယ်အားရစရာကောင်းနေအောင်မြင်မှုတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်တပ်ဖွဲ့တွေကတော့ရရင်ရတယ်လို့နီလန်းမျိုးစုံနဲ့ကျုံနေကြတာဖြစ်တယ်နောက်တစ်ခုကပေါ့နော်ဒါကျွန်တော်တို့ဒီအဆင့်ထက်ကျွန်တော်တို့တက်ဖို့လေလိုသေးတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါကတော့ဒါပျောက်ကြားကျွန်တော်တို့ဒါခြုံကိုတိုက်ခိုက်တာတွေပျောက်ကြားတိုက်ခိုက်တာတွေလျှက်တစ်ပြက်တိုက်ခိုက်တာမျိုးတွေဒါမျိုးပုံစံတွေကတော့အဖွဲအားလုံးကအယမ်းပိုင်တဲ့စစ်နည်းပြူပါလေဖြစ်နေပြီ။ညကဲ့ အခုလာသမျှဟာအကုန်လုံးစစ်ကောင်စီစစ်ကြောင်းထိုးထိုးတဲ့စစ်ကြောင်းကိုဒါလုံးဝဂွင်ကောင်းကောင်းနေရာမျိုးတွေပေါ့နော်ဒါခြုံခိုးလို့ကောင်းမဲ့နေရာမျိုးတွေကနေပြီးတော့စောင့်ကြိုပြီးတော့တိုက်ခိုက်တာမျိုးတွေကတော့အဖွဲအကုန်လုံးကကျုံးတာကျုံးနိုင်တယ်တကယ်အောင်မြင်မှုတွေလည်းရစစ်ကောင်စီဘက်ကအရန်အထိနာတယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းကာလတိုက်ပွဲတွေအတွက်ပြင်ဆင်ရတဲ့ခါတွေမှာကျွန်တော်တို့တပ်ဖွဲ့တွေကဆက်အင်အားတွေပို့ပြီးတော့ကြီးလာတယ်တပ်တီဆောက်ပုံတွေပို့ပြီးတော့များလာတယ်ပေါ့နော်အဲတော့ကျွန်တော်တို့က ပျောက်ကြားရှိကနေမှတမယိုးကြဆစ်ကိုပြောင်းရမယ့်ကာလတွေလည်းမကြခင်ရောက်လာလိမ့်မယ်ပေါ့နော်တချို့တပ်ဖွဲ့တွေဆိုရင်တကယ်ကိုအင်အားကြီးထွားနေတဲ့အနေအထားမျိုးတွေရှိလာပြီပေါ့နော်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးနဲ့တိုက်ခိုက်မယ်ဟေးဆိုတဲ့ခါကျရင်ဒီလိုမျိုးပျောက်ကြားနှိထက်ပို့တဲ့လက်နက်ခဲရန်နေဒုံးဆောင်နေကျွန်တော်ပို့ပြီးတော့လိုအပ်လာတယ်ဖွဲ့စည်းပုံတွေပို့ပြီးစနစ်ကျဖို့လိုလာတယ်လက်နက်ကြီးဒါအခုပြစ်လက်နက်ဒါမျိုးပုံစံတွေကစားလိုအပ်လာတယ်အဲ့တော့အဲ့ပိုင်းတွေမှာလည်းတော်လည်းတပ်ဖွဲ့တွေကိုပြည်သူတွေကကူညီပေးကြစေချင်တယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ် တိုက်ပွဲတွေကပိုပိုပြီးတော့ပြင်းထန်လာတယ်ဒီကာလမှာအခြေအနေတွေပိုပြီးတော့ပြင်းထန်လာတယ်စစ်ကောင်စီဘက်ကလည်းအရေးကြီးကာလဖြစ်တဲ့အပြင်ဒေါ်လိုင်းတက်ဖွဲ့တွေကလည်းစစ်ကောင်စီရဲ့ရီမန်းချက်စီးရီမန်းချက်ကိုနိုင်ငံရေးရီမန်းချက်ကိုမပြေဝအောင်လို့နှီးမျိုးစုံနဲ့ဆန့်ကျင်ပြနေတာအားရစရာကောင်းလာတယ်ပေါ့နော်အဲ့တော့နောက်ထပ်အားရစရာကောင်းတဲ့ဟာတစ်ခုပေါ့နော်အဲ့ဒါကမိုးကုန်းနဲ့မိုးမိတ်မိုးကုန်းနဲ့မိုးမိတ်ဒီမြို့ပြနေရာတွေမှာတိုက်ပွဲတွေပြန်ပြီးတော့ဖြစ်နေတယ်အဓိကတော့မိုးကုန်းကိုဒါ TNL အကူအညီနဲ့စစ်ကောင်စီကပြန်ဝင်လာတယ်ပြန်ဝင်လာတဲ့အချိန်မှာကားအစီးရေတရား တရာကျော်ပေါ့နော်တရာကျော်ကိုလုံးဝအတုတ်တွေခွဲပြီးတော့ဝင်လာခဲ့တာဖြစ်တယ်အစပိုင်းတော့တော့ဟုတ်တဲ့အရက်ဝက်လေးနဲ့အရှိုးရှိုးဝင်လာတဲ့အရက်ကားလေးနဲ့ဝင်လာတယ်အပြင်စူး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 နဲ့ဟိုနားနေလိုက်ဒီနားနေလိုက်တကယ်အရေးကြီးနေရာလေးတွေသူတို့နေရာယူကြတယ်အပြင်ဒါယူနီဖောင်းတော်မှာမိုးရဲတဲ့ပုံစံမျိုးနဲ့ခိုးကြောင်ခွဲနဲ့လာကြတယ်အင်းအားနဲတာဟုတ်အင်းအားနဲနေတဲ့ကာလမှာဆိုတော့သူကအဲ့လိုမျိုးပုံစံမျိုးနဲ့ရှေ့ပြေးလာတဲ့အဖွဲတွေကဒါခိုးကြောင်ခိုးကနေကြတယ်ပေါ့နော်အဲ့တော့ မြို့ကလည်းသိတဲ့အတိုင်းပဲဒါပြည်သူတွေကဒေသခံတွေကဒီမြို့မှာဗောနော်တိုက်ပွဲတွေဖြစ်လာနိုင်ခြေရှိတဲ့လက္ခဏာတွေတွေ့ရတဲ့ခါကျတော့ဒါစွန့်ခွာနေကြရရှိတော့အဲ့တော့မြို့ရဲ့90ရာခိုင်နှုန်းသောဒါဒေသခံတွေကစွန့်ခွာသွားကြတယ်အဲ့တော့10ရာခိုင်နှုန်းတော့ပဲကျန်တာဗောနော်အဲ့တော့စစ်ကောင်စီကအဓိကနေရာတွေအရေးကြီးနေရာတွေအချက်ချာမြင့်နေရာတွေဒါမျိုးနေရာတွေကိုသူတို့ဒါနောက်ထပ်အင်အားတွေရောက်လာပြီဆိုတဲ့အချိန်မှာစတင်ပြီးတော့နေရာယူတယ်အင်အားဖြန့်ခွဲတယ်စုဖွဲ့ပြီးတော့အခြေပြုတာတွေလုပ်လာတယ်အဲ့တော့တစ်ဆက်တည်းပြောရရင်ဒါမနေ့ကဒါဗီဒီယိုမှာဗောနော်ဒါကျွန်တော် စစ်ကောင်စီကဒါမိုးကုတ်ကိုပြန်ဝင်ပြီးရင်ဘာဆက်လုပ်မလဲဆိုပြီးတော့ကျွန်တော်တို့ခံမှန်းကြတယ်ဗောနော်အဲ့လိုခံမှန်းကြတဲ့အခါဒါစစ်ကြောင်းထိုးတာတွေပြီးရင်တော်လိုင်းအင်အားစုတွေရှိပါတယ်ဆိုတဲ့နေရာမျိုးတွေထိမ့်ချုပ်ထားပါတယ်ဆိုတဲ့နေမြေတွေကိုဖိအားပေးတာမျိုးတွေလှုပ်ဆောင်လာနိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့သုံးသပ်ခဲ့ကြတယ်အဲ့တော့ထင်းတဲ့အတိုင်းပဲအခုအဲ့လိုပုံစံမျိုးတွေစပြီးတော့ဖြစ်လာတယ်စပြီးတော့လှုပ်လာတယ်လှုပ်လာတဲ့အခါကျဘာဖြစ်လဲအတီးခံရအခုကြုံးပြီဗောနော်ဒါလုံးဝစစ်ကောင်စီမျိုးတဲ့ဝင်တာတရက်မပြည့်သေးဘူး တကယ်တရမပြည့်သေးဘူးမပြည့်သေးတဲ့အချိန်တော်တွင်မှာဒီကောင်တွေကလည်းအဲ့လိုခြေလှမ်းလှမ်းတယ်အဲအဲ့လိုခြေလှမ်းလှမ်းတဲ့ဟာကိုတော်လိုင်းတပ်ဖွဲ့တွေကလည်းကောင်းကောင်းကြီးပြန်တုံပြန်ပြတယ်ဗောနော်အခုဆိုရင်တိုက်ပွဲတွေပြန်ဖြစ်နေတဲ့အနေထားအဲ့တော့အခုဖြစ်စဉ်ကလည်းအဲ့သဘောပဲဗောနော်တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကောင်စီကစစ်ကြောင်းတွေတိုးလာလို့ထပ်ထပ်ပြီးတော့ဒါနေရာတွေယူလာလို့အခုလိုတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့တော်လိုင်းတပ်တွေမြို့ထဲကနေထွက်ခွာရတဲ့အချိန် အဲ့တုန်းကဗီဒီယိုမှတ်တမ်းလေးကြီးလည်းတက်လာကြတယ်ပေါ့နော်အဲ့ချိန်မှာအဲ့ဗီဒီယိုမှတ်တမ်းလေးကိုကြည့်ပြီးတော့ဒါစစ်တပ် lobby တွေစစ်တပ်ထောက်ခံတဲ့သူတွေစစ်ဘောမှတွေပေါ့နော်အဲ့ကောင်တွေကအမျိုးမျိုးဒါတပ်ဖွဲ့တွေကိုဒါလုံးဝတိုက်ခိုက်တဲ့ပုံစံမျိုးပေါ့နော်အပြောနဲ့ပေါ့နော်တိုက်ခိုက်တဲ့ပုံစံမျိုးအဲလောက်ကြတယ်ပြီးရင်ဒီဥစ္စာတွေကြည့်ပြီးလက်ခုပ်လက်ဝါးတီးပြီးသူတို့တွေအောင်ပွဲခံကြတယ်အဲလမ်းဘူးထောင်းနေပြီလားတို့အဲကြောက်လို့ပြေးတာလားတို့ဒါမျိုးပုံစံမျိုးနဲ့ဒါ online တပ်ဖွဲ့တွေကိုအမျိုးမျိုးပြောဆိုခဲ့ကြတယ်ရှိတယ် မကြသေးဘူးမကြသေးဘူးခဏလေးပဲရှိသေးတယ်ရက်ပိုင်းလေးပဲရှိသေးတယ်ပေါ့နော်တရက်နှစ်ရက်ပဲရှိသေးတယ်အဲ့တော့ကြောက်မကြောက်အခုလက်တွေပြပြီကဲကြောက်မကြောက်လက်တွေပြမင်းတို့တိုးလာခဲ့မင်းတို့ဝင်ခွင့်ပေးလိုက်တယ်ဆိုတဲ့ဟာကဒီမြို့မြို့တဲကိုပဲဝင်ခွင့်ပေးတာအဲ့မြို့ကိုဝင်ခွင့်ပေးတယ်ဆိုတာတော့မှငါတို့ကဝင်ခွင့်ပေးတာမဟုတ်ဘူး DNL ကဝင်ခွင့်ပေးခဲ့တာပေါ့နော် DNL ကဒါတော်လိုင်းတပ်ဖွဲ့တွေကိုစစ်ကောင်စီမြို့ထဲဝင်လာတဲ့ခါကျရင် မနှောက်ရှက်ဖို့ဆိုတဲ့ပုံစံမျိုးတောင်းဆိုခဲ့တာအဲ့တော့မြို့ပြင်မှာထွက်ပြီးတော့နေရာယူထားတယ်ပေါ့နော်အဲ့တော့မြို့တဲကနေပြီးတော့မြို့ပြင်ကိုထွက်လာပြီးဆိုတဲ့ခါကျရင်တော့မင်းတို့ဒီလိုမျိုးကြုံရမယ်ဒီလိုခံရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အုပ်ပြတာလို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့ဒါအခုလက်တွေ့ပြပြီပေါ့နော်အဲ့တော့မြို့တဲပဲဝင်ခွင့်ရခဲ့တာမြို့ပြင်တော်လိုင်းတက်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာကိုသွေးတို့ဆန်းပြီးတော့ခြေချတာနဲ့အခုလိုမျိုးကြိတ်ခံရတာပဲပေါ့နော်အဲ့တော့ညနေ9:00နာရီကနေပြီးတော့စပြီးတော့ဖြစ်တာညအထိကိုတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုပြီးတော့သိရတယ် အဲဒါအကြောင်းစုံစမ်းတဲ့အခါမှာလည်းဟုတ်တယ်ပေါ့နော်ဒါတက်လာတဲ့သတင်းတွေရတယ်ဟုတ်တယ်အဲ့လိုပဲပုံစံမျိုးတွေစပြီးတော့ဖြစ်လာနေပြီစစ်ကောင်စီကပြောမယ်ဆိုရင်ဒါမိုးကုတ်ကဝင်လာတာအင်အားအရာမှဆိုရင်ဒါအင်အားထောင်တထောင်နီးပါပေါ့နော်တထောင်လောက်ကိုရှိတယ်ဆိုပြီးတော့ပြောတာပေါ့နော်အဲ့တော့အဲ့အင်အားတထောင်ဆိုတဲ့ဟာကိုဒါတွက်ကြည့်မယ်ဆိုရင်ဒါတမတမစာနီးပါပေါ့နော်အင်အားတထောင်ကျော်မှာပဲကျော်မှာဆိုရင်ဒါတမတမစာပဲပေါ့နော်အဲ့တော့တမတမစာအင်အားတရင်စိတ်ရင်းစာပေါ့နော်အဲ့လောက်အင်အားလို့ပြောလို့ရတယ်အခုလို့တိုက်ပွဲဖြစ်တာနဲ့ပတ်သက်လို့ဒါတချို့ဒေသခံတွေဆိုရင်ဗာပြောလဲဆိုတော့ ီလိုမျိုးဖြစ်မယ်ဆိုတာကြိုသိတယ်ဗောနော်အခုလည်းထင်တဲ့အတိုင်းပဲဖြစ်ပြီဗောနော်အဲ့လိုမျိုးပုံစံမျိုးဒါကြိုသိနေတယ်လို့တော့ပြောတာတွေရှိတယ်ဒါကြောင့်မလို့လေဒေသခံ90ရာခိုင်နှုန်းကဒီမြို့ကိုဆုံးခွာသွားခဲ့ကြတာဖြစ်တယ်ဘသူမှတော့ကိုမျိုးကိုမဆုံးခွာခြင်းဘူးပေါ့လေနော်ဒါပေမဲ့လည်းဒါဖြစ်ပေါ်လာတဲ့အခြေအနေတွေရပြီးရင်မြေပြင်မှာရှုပ်ထွေးနေတဲ့အနေအထားတွေရပြည်သူတွေဟာအခုလိုပဲကိုယ့်ရဲ့အိမ်နေယာတွေကိုပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေကိုဆုံးပြစ်ထားခဲ့ပြီးတော့တခြားနေရာမှာ ဒါစစ်ပေးရှောင်ကြရတယ်ဗောနော်ဒါကောင်းတဲ့ကိစ္စတော့မဟုတ်ဘောနော်ဒါပြည်သူတွေပို့ပြီးတော့ဒုက္ခရောက်တာဗောလေနော်အဲ့တော့ဒါမိုးကုတ်တင်လားဆိုတော့မဟုတ်ဘူးမိုးမိတ်လဲပါတယ်အဲမိုးမိတ်လဲဒါအခုဆိုတိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာပါလာပြီဗောနော်ဒါပြိုင်နဲ့ချကုန်ပြီလို့ပြောလို့ရတယ်အဲ့တော့ဖြစ်တာကလည်းပုံစံတူပဲအဲ့တော့သတင်းတွေမှာတွေ့ရသလောက်ဒါပြီးရင်ဒါကျွန်တော်တို့စုံစမ်းရသလောက်မြင်မြင်မှာစုံစမ်းကြည့်တဲ့အခါမှာလည်းဟုတ်တယ်အဲ့ဘက်ချမ်းမှာ KAI ရဲ့တရင်34ရှိတယ်အဲ့တော့တရင်34နဲ့ PDF ဖူးပေါင်းတပ်ဖွဲ့တွေကမိုးမိတ် ကိုဝင်လာတဲ့စစ်ကောင်စီတွေနဲ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတယ်ကျုံးပြီလေအဲ့တော့မိုးကုတ်ပချမ်းမှာလည်းဖြစ်တာရှိသလိုမိုးမိတ်ပချမ်းမှာလည်းဖြစ်တာရှိတယ်အဲ့တော့စစ်ကောင်စီကိုသဘောတူထားတာက TNL နဲ့သဘောတူထားတာဖြစ်တယ်အဲ့တော့ TNL ကသဘောတူထားတယ်ဆိုရင်တော့မှပဲကျန်တဲ့အဖွဲ့တွေကသဘောမတူဘူးဆိုတဲ့ဟာကိုဒီပုံစံကပြသနေတယ်လို့ဒါယူဆရမှာပေါ့နော်အဲ့တော့စစ်ကောင်စီမိုးဝင်းမြို့တဲ့ဝင်တဲ့အချိန်မှာမြို့ပြင်အနီးတစ်ဝိုက်မှာရှိတဲ့ KI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကဒါစောင့်ကြည့်ပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်ကျုံးပြီလေအဲ့တော့မိုက်တယ် ကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မင်းတို့တပွဲတည်းသဘောတူလို့လှုပ်လို့ရတဲ့အလုပ်မဟုတ်ဘူးဆိုတဲ့ဟာကိုပြတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီမျိုးတွေကိုတိုက်တဲ့ချိန်မှာတချို့ဗလိုင်းတပ်ဖွဲ့တွေပေါ့နော်ပူးပေါင်းပြီးတော့ပါဝင်ပြီးတော့တိုက်ခဲ့ကြတဲ့တပ်ဖွဲ့တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီတပ်ဖွဲ့တွေရဲ့သဘောထားစစ်ကောင်စီကဓာတ်တွေကိုနားမလည်ဘဲနဲ့သူက TNL ကိုပဲဖိပြီးတော့ပြားပေးတဲ့ပုံစံမျိုးနဲ့တရုတ်ရဲ့အကူအညီနဲ့မျိုးစုံပေါ့ဗျာဒါကတော့ပြောကြတာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သူကဒါဒီနေရာကိုသဘောတူခိုင်းတာပေါ့လေနော်အဲ့တော့ ကျန်တဲ့အဖွဲ့တွေကသဘောမတူဘူးဆိုတဲ့ဟာကိုအခုနီးမျိုးစုံနဲ့ပြန်ပြတာလို့ပဲဒါယူဆရမှာပေါ့နော်အဲ့တော့ KIA ကစည်ရေးအရမုံမိတ်ကိုကုမယ်လို့ပြောထားတာလည်းရှိတာ哦အဲ့တော့ KIA အပြင်ကမှ ABSDF လည်းပါတယ်ပေါ့နော် မိုးမိတ်ကိုစေရရဒါဒီနှစ်ဖွဲ့ကအကူညီမယ်ဆိုပြီးတော့ပြောထားခဲ့တာရှိတယ်အဲ့လိုပြောထားတာဖြစ်လို့ဒါမိုးမိတ်ဘက်လှည့်လာရင်တော့ထိတ်တိုက်တွေးကြတော့မှာပဲဆိုပြီးတော့ကျွန်တော်တို့ယူဆခဲ့ကြတယ်ခံမှန်းခဲ့ကြတယ်အခုတော့လက်တွေစော်ကုန်ကြပြီပေါ့နော်အပါတီဟာကိုကျုံးနေကြပြီလို့ယူဆတယ်စစ်ကောင်စီတွက်ဒါမိုးမိတ်ကမိုးကုတ်တက်တောင်မှပို့ပြီးတော့ခက်ခဲအောင်မဲ့အနေထားအဲဘာကြောင့်လဲဆိုတော့ဒါခုနလိုဒါစစ်ကောင်စီကမိုးကုတ်ကိုဝင်လာတဲ့ချိန်မှာ TNL ကဘလို့ပဲဖြစ်ဖြစ်ပေါ့နော်သူထိန်းလို့ရသလောက်ပုံစံမျိုးနဲ့သူကထိန်းပြီးထားခဲ့တာဟုတ်အဲကြောင့်စစ်ကောင်စီကဒါတောင်မှပဲသူတို့ကြောက်လန့်နေကြနေနော် ကားတွေကိုအချိန်ပြင်းပြင်းနဲ့ မောင်းနှင်ပြီးတော့ဝင်ခဲ့ရတာပေါ့နော်အဲ့တော့ဒါ moment ကိုကြတော့ခုနလို ABSDF နဲ့ဒါ KIA ကအစီအရာကူညီမယ်လို့ပြောထားတာဒါပဲအုံချင်းချင်းအရာကူညီမယ်လို့ပြောထားတာပဲအဲ့ဒါပဲအဲ့ကြတော့ဒါ moment ကိုလာတဲ့ချိန်မှာတော့ဒါဒလိုင်းတက်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်တာကိုစစ်ကောင်စီခံနေရပြီပေါ့နော်အဲ့တော့ပြောချင်တာတော့ဒါပေးတာက TNL ကပေးတာသဘောတူတာ TNL တူတာငါတို့တူတာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးအဲ့တော့ငါတို့ကတော့လွယ်လွယ်နဲ့မပေးဘူးကွာဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့သဘောမျိုးလို့ပဲဒါအကြမ်းမြင့်အခုလက်တလောရယူဆလို့ရတယ် အဲ့တော့စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်လာနိုင်ခြင်းရှိတယ်။ဒါကျွန်တော်တို့ပြောနေစဉ်တောတွင်းမှာကိုပဲတိုက်ခိုက်မှုတွေလှုပ်လာနိုင်ခြင်းရှိတယ်။အဲ့တော့မိုးမိတ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီကိုဒါ GIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကစတင်ပြီးတော့တုံ့ပြန်တိုက်ခိုက်နေပြီဖြစ်တဲ့အပြင်းထန်ကိုတိုက်ပွဲတွေဖြစ်နေပြီဖြစ်တဲ့အဲ့တော့ TNL အနေနဲ့အခုအချိန်မှာတဲ့စစ်ကောင်စီနဲ့အတူရှိနေတာကပိုးပြီးကောင်းမယ်လို့လည်းဒါပြောဆိုကြတာတွေမှတ်ချက်ပေးကြရရှိတယ်ပေါ့နော်။ဒါဘာကြောင့်လဲဆိုရင်မဟာမိတ်ဆက်ဆံရေးကိုမပြတ်ချင်လို့ ပြောကြတဲ့ပုံစံမျိုးလို့ကျွန်တော်ကတော့ယူဆတယ်အဓိကတော့ TNLA ဟာလည်းဒီ1027စစ်စင်ရေးတွေမှာရောအခြားတော်လိုင်းတပ်ဖွဲ့တွေကိုကူညီပေးခဲ့တဲ့အပိုင်းတွေမှာရောဒါတိမှတ်ပြုရမယ့်အရာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒါဘလိုပဲဖြစ်ဖြစ်ပေါ့နော်သူကလည်းသူဘလိုကြီးရဲ့ချက်မျိုးနဲ့ပဲဖြစ်ဖြစ်ဒါဒီတော်လိုင်းမှာပါဝင်ခဲ့တာဖြစ်တဲ့အတွက်မဟာမိတ်တွေလည်းရှိခဲ့တယ်မဟာမိတ်တွေလည်းဖွဲ့ခဲ့ကြတယ်အဲ့ကြောင့်ဘလိုပဲဖြစ်ဖြစ်အခုလိုမျိုးပေါ့နော်ဒါစစ်ကောင်စီနဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲတွေပြန်ပြီးတော့ဖြစ်ပွားပြီဆိုတဲ့အချိန်မှာတော့ ီမဟာမိတ်ဖြစ်ထားတဲ့ TNL အနေနဲ့ပေါ့နော်စစ်ကောင်စီနဲ့ဝေးဝေးမှာနေသင့်တယ်ဆိုပြီးတော့ပြောကြရမျိုးလေဒါကျွန်တော်တွေ့ရတယ်ဒါဟာလည်းဖြစ်တင်ပါတယ်ပေါ့နော်အဓိကတော့စစ်ကောင်စီကိုကြုံးကျင်တာပေါ့နော်အဲ့တော့မဟာမိတ်ဆက်ဆံရေးတွေမပြတ်ဖို့အတွက်ကတော့ဒီလိုပုံစံလုပ်ရင်တော့ပူကောင်းလိမ့်မယ်ပေါ့နော်အဲ့တော့ဒီတစ်ခါဆိုရင်တော့အပြက်ပြင်းရမယ်ကောင်းမွန်တဲ့စီမံချက်တွေရှိရမယ်တော်လိုင်းတက်ဖွဲ့တွေအချင်းချင်းကြားမှာလည်းကောင်းမွန်တဲ့သဘောတူညီမှုတွေရှိရမယ်။အာမျှတတဲ့သဘောတူညီမှုတွေလည်းရှိတင်တယ်ပေါ့နော်။အဲဘာကြောင့်လဲဆိုတော့ နေရာတစ်ခုကိုထိန်းနိုင်ဖို့အတွက်ကအရန်ရည်ကြီးတယ်လို့ပေါ့နော်အဒီနေရာကနေရရှိလာတဲ့အကျိုးမြတ်ကိုခွဲဝေတဲ့အပိုင်းတွေမှာလည်းအများကြီးစကားပြောတယ်ပေါ့ဗျာနောက်ကြအဲ့အပိုင်းတွေမှာလည်းကောင်းမွန်တဲ့စနစ်တွေစီမံချက်တွေပို့ပြီးတော့ရှိထားစေချင်တယ်ပေါ့နော်အဲ့တော့ဒါမိုးမိတ်မိုးကုတ်ပေါ့နော်ဒီဟာတွေကိုဒါဆက်ကဆက်လက်ထက်ကနေပြီးတော့ TNL ကပြန်ပေးဖို့သဘောတူပြီးရဲ့နောက်မှာအစွမ်းကုန်ကာကွယ်မယ်ဆိုပြီးတော့ထုတ်ပြန်ခဲ့တဲ့အဖွဲ့တွေလည်းအများကြီးရှိတယ်ဒါအလုံး ဒါပြည်သူမျက်နှာကိုကြည့်တယ်ပဲပြောဘာပဲပြောပြောပေါ့နော်သူတို့တွေတက်နိုင်တယ်တော့ကာကွယ်မယ်တက်နိုင်တယ်တော့လုံမယ်အစွမ်းကုန်လုံမယ်အဆုံးထိလုံမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြည်သူကိုဂရုပေးထားတဲ့အဖွဲ့တွေအဲ့ဒီကာလမှာအများကြီးရှိခဲ့တယ်ဒါကဘယ်ကာလလဲဆိုတော့ခုနလိုတရားနယ်လေးနေနဲ့ဒါမိုးကုတ်မိုးမိတ်ကိုစစ်ကောင်စီကိုပြန်ပေးဖို့သဘောတူလက်မှတ်ထိုးလိုက်ပြီးအပြစ်ခတ်ရက်လိုက်ပြီးဆိုတဲ့အချိန်မှာဒါထုတ်ပြန်လာတဲ့တပြိုင်တည်းထုတ်ပြန်ချက်တွေကိုကြည့်ရင်သိသာစေတယ်ပေါ့နော်အဲ့တော့ ဒါအပြင်ကမှပဲဒါမိုးမိတ်ကိုစေရေးရကူညီမယ်ဆိုပြီးတော့ပြောခဲ့တဲ့ ABSD ရဲ့ KIA တို့ပေါ့နော်အဲ့တော့ဒီပြောဆိုချက်တွေဒီကူညီမှုတွေဒီလိုမျိုးထုတ်ပြန်ချက်တွေကအခုချိန်မှာတကယ်အသက်ဝင်လာပြီလားတကယ်ဖြစ်လာပြီလားဆိုတဲ့ဟာကိုတော့ကျွန်တော်တို့စိတ်ဝင်စားစွာစောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်ဒါလောလောဆယ်ရတော့တိုက်ပွဲတွေပြန်ဖြစ်နေပြီတချို့ကြောင့်လည်းပြောကြရရှိတယ်ပေါ့နော်ဒါဒီဥစ္စာကခဏပဲဖြစ်တာပါပေါ့နော် အာအချိန်တိုင်းတော့ဒီမိုးကမိုးမိတ်ကိုဒါစစ်ကောင်စီကပြန်ပြီးတော့အုပ်ဆိုးมาပါဆိုတဲ့ပုံစံမျိုးပြောကြရတယ်လည်းတွေ့ရတယ်အဲ့တော့အဲဥစ္စာတွေဟုံဟုံဒေါ်လင်းတက်ဖွဲ့တွေကလည်းဒီဂရီစကားတွေတင်တီဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့မင်းညပေါ့နော်အဲမင်းညဆိုမင်းညတနေကုန်နီးပါလို့ပဲပြောပါတော့ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါစစ်ကောင်စီဟာ KNB နဲ့ဒါမင်းလက်ပံပေါ့နော်မင်းလက်ပံဟိုနေ့ကဒါကြားဖြန်ပေါ့နော်ကြားဖြန်ယုံ KNL ဒါပူပေါင်းတက်ဖွဲ့တွေကဝင်စည်းလိုက်တဲ့ကြားဖြန်ယုံရှိပါတယ်ဆိုတော့ မင်းလက်ပံမှာဒါစစ်ကောင်စီကအတင်းတိုးလာလို့တိုက်ပွဲတွေဖြစ်ပွားနေတာလည်းရှိတယ်။စစ်ကောင်စီဘက်မှာဒါပါစတွေကိုရှေ့ကနေတင်ပြီးတော့အသေးခံခိုင်းပြီးတော့အသေးခံတိုးခိုင်းတဲ့ဟာတွေလည်းရှိတယ်လို့ပေါ့နော်။စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကလည်းပူးပေါင်းပြီးတော့ပါဝင်နေတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်။အဲဒါကြောင့်ဘလိုပဲဖြစ်ဖြစ်ဒီလိုမျိုးလှုပ်လာပြီးဆိုတဲ့အခါမှာဒလိန်တပ်ဖွဲ့တွေကလည်းဒီတိုင်းတော့ရကြည့်မနေဘူး။အဲ့တော့အပြန်လန်ကျုံကြတာလက်နက်ကြီးတွေပြစ်ခတ်တန်နေဆိုရင်ကျွန်တော်မနစ်ကညက်မနစ်ကညက်ညက်တဲ့တီထီကိုဒါလက်နက်ကြီးပြစ်ခတ်တန်နေအကြီးပြစ်ခတ်တန်နေကြားရောက်ပေါက်ွဲတဲ့အတန်တွေကဇက်တိုက်ကိုကြားနေခဲ့ရတာဖြစ်တယ်ပေါ့နော်။ ော်အဲ့တော့ကျတော့တိုက်ပွဲတွေဆက်လက်ပြီးတော့ပြင်းထန်နေတာရှိတယ်အဓိကတော့ရှစ်ကောင်စီဟာဒီနေရာပေါ့နော်ဒီသူတို့ကဒီကုံသွေးစုံလမ်းကြောင်းကိုထိန်းချုပ်ခြင်းနဲ့ပြန်ဖွင့်ခြင်းနဲ့အဲ့လိုမျိုးဖြစ်ဖို့အတွက်ဆိုဒီလမ်းကြောင်းပေါ်မှာရှိပါတယ်ဆိုတဲ့နေရာတွေကိုသူတို့စိုးမိုးနိုင်ဖို့ထိန်းချုပ်နိုင်ဖို့လိုတယ်ဒါကြောင့်မလို့လေဒါမြောင်းလိုင်းဟာမြေပြင်မှာစစ်ကြောင်းထိုးနေပါလေဆိုတဲ့ဒီမြေပြင်တက်မှုတွေအကုန်လုံးကိုပေါ့နော်ဖိအားပေးတဲ့ပုံစံမျိုးနဲ့ခိုင်းစင်နေတာတွေအတင်းတွန်းနေတာတွေရှိတယ်ပေါ့နော်အဲတချို့ viewer မှုတွေဆိုရင် viewer မှု၃ရောက်လုံးပြောထားရှိအပါလဲဆိုတော့ မင်းလက်ပံရဲ့ဖလူရဲ့ပေါ့နော်ဒီနေရာတွေကိုသူတတ်မှတ်တဲ့ရက်အတွင်းမရဘူးဆိုရင်ဒီဗျူဟာမှုတွေကိုဖြုတ်ပြင်မယ်ဆိုတဲ့ပုံစံမျိုးတွေတောင်ပြောတာပေါ့နော်အဲ့တော့ဗျူဟာမှုတောင်ဖြုတ်ခံရမယ်ဆိုရင်တော့အောက်ကတန်မှုဆိုတဲ့ခေါင်းပြောမနေနဲ့တော့တန်မှုမှအဲ့လိုမျိုးဖြစ်နေပြီပြာနေပြီဟဲ့ဆိုရင်အောက်ကတက်ခွန်းမှုဆိုတဲ့ခေါင်းပြားနေမှာတက်ခွန်းမှုဆိုတဲ့ခေါင်းပြားနေပြီဆိုရင်တော့အောက်ကဒီအောက်ရှေ့စစ်သားဆိုတဲ့ခေါင်းမြေကြီးထဲဝင်ဖို့ပဲကြံတော့လေပေါ့နော်အဲ့တော့အဲ့လိုမျိုးနဲ့အဆင်းဆင်းဖိအားပေးပြီးတော့ခိုင်းစင်နေတာရှိတယ် ဒါပေမဲ့တစ်ခုရှိတာကစစ်ကောင်စီဘက်မှာကြာတော့သူကအမိန့်ပုံစံမျိုးနဲ့လာတာပေါ့နော်။ကြိုက်ကြိုက်မကြိုက်ကြိုက်လောက်ရမယ်။မြန်မာတေးချင်းတေးမတေးချင်းနေလောက်ရမယ်။ဒီနေရာကိုတိုက်ဆိုရင်တိုက်ကိုတိုက်ရမယ်။အဲ့လိုပုံစံမျိုးနဲ့သူကလာတာပေါ့နော်။ဒါကတော့စစ်သားတယောက်အနေနဲ့ဆိုရင်တော့ဖြစ်တဲ့နေဒါပေမဲ့တခုရှိတာကမင်းအောင်လည်းရည်ရွယ်ချက်ကမကောင်းတဲ့အတွက်ဒါမင်းတို့စစ်သားတွေအနေနဲ့ဒီဥစ္စာတွေကိုလိုက်နာစရာမလိုဘူးဒါကဒီလိုမျိုးအမိန့်ပေးတယ်ဆိုတာဒါကမဟုတ်မမှန်တဲ့အမိန့်တွေမဖြစ်တဲ့အမိန့်တွေပေါ့နော်ဒါကလုံးဝလိုက်နာစရာမလိုတဲ့အမိန့်တွေကိုပေးနေတာ အဲ့အမိတ်တွေကိုမင်းတို့ကလိုက်နာပြီးတော့အသက်တွေအသေးခံနေတာကတကယ်အံ့ဩစရာကောင်းတယ်ပေါ့နော်ပြီးတော့ဒီပါစတွေလည်းပြောကြတာပေါ့နော်ပါစတွေအနေနဲ့ဒါဟိုနေ့ကဆိုရင်တွေ့လိမ့်မယ်ပါစတွေအလင်းဝင်လာတယ်အာဘယ်လိုမျိုးကြိုးဆိုလဲစူးချင်းမြင့်ငွေတွေကစပေးတာပေါ့နော်လက်နက်ခဲကနေယူလာတယ်အာတော်လိုင်းတပ်ဖွဲ့အတွက်အကျိုးမြတ်ရှိတယ်လေဒါကြောင့်မလို့စူးချင်းမြင့်နာကြီးပေးတယ်ပြီးရတယ်ဒါမိသားစုနဲ့ပြန်တွေ့ခွင့်ရမယ်တက်ရှင်တန်ခွင့်ရမယ်ကောင်းကောင်းမွန်လုံလုံချုံချုံအေးအေးဆေးဆေးနဲ့ဝေါဝါလင်းလင်းစားတောက်ပြီးတော့နေရမယ် ။အဲအဲ့လိုပုံစံမျိုးဖြစ်ဖို့အတွက်ကိုအခုပါစတွေရှေ့တန်းတင်ပြီးတော့တွန်းတိုက်ခိုင်းနေတာဖြစ်တဲ့အတွက်ဒီပါစတွေအနေနဲ့ကလည်းအညီလေးတို့ကြိုးစိုးတယ်ပေါ့နော်ကြိုးစိုးတယ်ခုနေ့ကဒါပါစညီလေးတယောက်ဆိုရင်တနက်3လက်သူကိုယ်တိုင်ဖွက်ထားခဲ့တဲ့နေရာကိုလိုက်ပြပြီးတော့တပ်ဖွဲ့အတွက်ကိုကူညီပေးခဲ့တာရှိတယ်။အဲကြအဲ့လိုမျိုးဒါကူညီပေးပါလေဆိုတဲ့သူတွေအဲ့လိုမျိုးဒါ ဘောဓာရှိပါရဲ့ဆိုတော့ညင်ငယ်တွေကိုကြိုးစိုးတယ်ပေါ့နော်အဲ့တော့အဘဘကအမအဘပေါ့နော်တက်သေးကိုရောက်သွားပြီးမှပြောင်းလဲသွားတဲ့ကောင်တွေ brain wash မိသွားတဲ့ကောင်တွေပေါ့နော်ဟာငါတို့တက်မတော်ကြီးလောက်တာမှန်ပါတယ်ဆိုတော့ပုံစံမျိုးတွေဖြစ်သွားတဲ့ပါစာတွေကိုတော့မညော်ဘူးပေါ့နော်အဲ့ကောင်တွေကတော့ရှေ့ကနေတက်လာတယ်ဆိုရင်တော့ dwelling တက်ဖွဲ့တွေကအလှကြည့်နေမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်တိုက်ပွဲတွေကဆက်လက်ပြင်းထန်လာဖို့ရှိပါတယ်။လာမယ့်ကာလဟာလည်းမရောက်နိုင်အတွက်တကယ်အရေးကြီးတဲ့ကာလတစ်ခုဖြစ်လာပြီ ဒါအခုဆိုရင်သူရွေးကောက်ပွဲကာလရောက်ပြီပေါ့နော်အဲ့တော့မဲဆွဲစီယုံတဲ့ကိစ္စမျိုးတွေလည်းရှိမှဖြစ်သလိုပေါ့နော်အတင်းကျပ်လူလူကိုနှိပ်စက်တဲ့ဟာမျိုးတွေလည်းဇက်တိုက်လုပ်လိုက်မယ်အခုဆိုရင်မို့ပဲဒီရဲ့ဘိုင်းထဲမှာပေါ့နော်တချို့နေရာတွေတချို့အရင်တုန်းကအဲနေရာတိုင်းမှာတော့ဒီပေါ်တာဆွဲတာတော့ရှိတယ်ဒါပေမဲ့တချို့နေရာတွေမှာကျတော့ပေါ်ပေါ်ရွရွဖြစ်နေတဲ့နေရာတွေရှိတယ်အဲ့လိုနေရာတွေတောင်မှပဲအခုဆိုရင်ကားနဲ့လှည့်ပြီးတော့ပေါ့နော်ဒါလူငယ်30လောက်ကိုလုံးဝတဘာတဲ့နှစ်ရက်သုံးရက်အတွင်းမှာတဘာတဲ့လိုက်ပြီးတော့ပေါ်တာဆွဲနေတာမျိုးတွေကဆရှိလာပြီပေါ့နော်အဲ့တော့ စစ်ကောင်စီဟာသူလုံးဝအာဏာလက်မလွတ်ရရေးပြီးရင်သူ့ရဲ့ရည်မှန်းချက်သူ့ရဲ့ထောက်ပေါက်ရရှိရေးအတွက်ကိုနှီးမျိုးစုံနဲ့စ조사မှာဖြစ်တယ်။သွေးခွဲတာတွေရှိမယ်၊တက်ရှူတာတွေရှိမယ်၊စီရေးဖီအားပေးတာတွေရှိမယ်နှီးမျိုးစုံနှီးမျိုးစုံတုံးပြီးတော့ရုံမှာရိုင်းဆိုင်မှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒလိုင်းတက်ဖွဲ့အနေနဲ့လည်းဒီတက်ပို့ပြီးတော့အားကျုံမှန်တဲ့တိုက်ပွဲဝင်ကြမယ်ဆိုတော့ကျွန်တော်တို့ကရုံမှတန်စရာဖြစ်စရာမရှိဘူးပေါ့နော်။အဲ့တော့ဒီတက်ဖွဲ့တွေမြေပြင်မှာကောင်းမွန်စွာနဲ့အောင်မြင်မှုတွေရယူနိုင်ဖို့အတွက်ကိုကျွန်တော်တို့တော်လံပြည်သူတွေကလည်းတနေ့တလောက်ဝိုင်းပြီးတော့ကူညီပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။